အောင်မဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တာပဲဖြစ်ပါတယ်ဂျွန်လတလစာစနေသားသမီးများတဲ့ဒီဟောဆရာနဲ့ယရိယာလေးလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလမှာစနေသားသမီးများအနေနဲ့ပေါ့နော်ဟိုပြောရမယ်ဆိုတော့လူမုန်းခံရတယ်လူမြင်ကန်းခံရတဲ့ကိစ္စမျိုးတွေဒီကာလမှာကြုံတွေ့ရတဲ့တယ်မိမိကလည်းလူမုန်းခံရအောင်လုပ်တတ်တဲ့အရာမျိုးတွေတွေလည်းဒီကာလမှာရွေးပြီးလုပ်မိတတ်တယ်ပေါ့နော် ဟိုပြောရမယ်ဆိုရင်တော့အချို့ရတဲ့အားလုံးကတော့တသက်ကြီးကိုဗျာအမြင်ကတော့ငါလောက်တာကွာဘာဖြစ်ကျင်လဲကွာဆိုပြီးပုံစံမျိုးလုံနေတာမျိုးပေါ့နော်အဲ့တော့ဒီကာလမှာအရန်အရန်တော့အရွယ်မတိုက်ပါနဲ့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နောက်ပြီးရခါကျတော့ဒီဒီကာလမှာဘလောက်ပဲကောင်းအောင်နေလဲအပြစ်တင်ခံမှာပဲစူးအောင်နေလဲပြစ်တင်ခံမှာပဲအဲ့တော့ကောက်ကိုကြိကြက်ပြီးတော့ဒါဒီကာလမှာဘလို့နီးလန်းနဲ့နေပြီးတော့ဘလို့လောကကြီးကိုဘလို့လုံမလဲပေါ့အဲ့ဒါလေးပတ်သက်ပြီးကျွန်တော်ပြောချင်တယ်နောက်ပြီးတော့ဒီကာလမှာပေါ့နော်ဒီ နောက်ပြီးတော့အယမ်းကန်စားတာညှိုးနှမ်းသွားတာမျိုးဖြစ်သွားပြီဆိုတာ ਨੇ အဲ့လိုထောင်တန်းကျတာမျိုးအချုပ်ကြောက်တာမျိုးနောက်အဲ့လိုမျိုးတွေဖြစ်တတ်တယ်။အဲကြောင့်မလို့မိမိကိုမိမိကကိုကိုအယမ်းကန်စိုးနေပြီးတော့အယမ်းကြီးညံ့နေရလို့သတိထားမှဆိုရင်ဒီကာလမှာပို့ပြီးသတိထားပါ။ကိုကိုကတော့ညံ့နေရလို့မခံစားဘူး။ပုံမှန်လေးပဲခံစားရမျိုးဆိုဒီကာလမှာအေးအေးဆေးပဲဗာပြန်နာမှာရှိမှတော့မဟုတ်ပါဘူး။နောက်ပြီးတော့စကားလွန်ခြင်းတွေနောက်မျိုးလက်လွန်ခြင်းတွေကိုယူဆိုင်ပေးပါ။ မွေလက်လုံသွားပြီဆိုတော့မြူးရှိပြဲရလာဖို့အခွင့်အရေးအရန်နေပါလိမ့်မယ်။နောက်စက်ပီစီးတွေယင်ယင်နေစက်ပီစီးတွေအပြက်ပြက်တတ်တာမျိုးထွက်တာမျိုးဖြစ်တတ်တယ်။နောက်ပြီးတော့အပြောင်းလဲတွေလည်းဖြစ်ပါလိမ့်မယ်။နောက်ပြီးတော့ဗကန်နေမှန်နေဖန်နေအဲ့လိုမျိုးပေါ့နော်။ဟိုထိကြိုက်လွယ်တဲ့ရှလွယ်ကွဲလွယ်တဲ့အရာအားလုံးကမိမိရဲ့ရှေ့မှာကြာတော့မိမိကြောင့်ကြာတာမျိုးရှိမယ်ဆိုရင်မိမိကအဲ့ရာကိုအဲ့ရာပြောင်းအိပ်ပေးပါရွှေ့အိပ်ပေးပါအဒီကာလမှာပေါ့မိမိကဘာလုပ်ချင်လဲ ်ဘာဖြစ်ရှင်လဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့တသက်ကွက်ကွက်ဆုံးပြည့်ကျက်ချမယ်အချိန်ရောက်ပါပြီမိမိကဒါကြီးကိုဖြစ်ချင်တယ်ဆိုရင်ဒါလုံးဖို့ကိုလုံးဝလုံးဝဆိုင်မြင်ပါအားစောင့်ရင်ကောင်းမယ်အချိန်ကာလတစ်ခုခုကိုစောင့်နေဦးမယ်ဆိုဒီကာလကအခွင့်ကောင်းတွေကလုံးဝလုံးဝဆုံးရှုံးသွားပါလိမ့်မယ်ပညာအသစ်တစ်ခုခုသင်ဖို့ကြံစီနေတဲ့ရည်ရွယ်တယ်ဆိုဒီကာလမှာလုံးဝလုံးဝသင်ဖို့ပြောချင်ပါတယ်သင်တဲ့နဲ့အဲထဲမှာလဲပါပါတယ်ပေါ့နော်နောက်ပြီးတော့ ဒီကာလမိမိရဲ့လောက်ပေါ်ဂိုင်ဖက်တွေနမောင်နမသားချင်းတွေမိမိအရန်ယူနီပါတ်ဆက်သူမျိုးတွေနဲ့အဲ့လိုပဲအတိုက်ခံနေဖြစ်ပြီးတော့လမ်းခွဲရတာမျိုးဒီကြောက်တော့ရောက်စကားမပြောနိုင်မခေါ်နိုင်ဖြစ်တာမျိုးဖြစ်တတ်တယ်။နောက်ပြီးတော့အမှုခင်ရုံးပြင်ကဏ္ဍကိစ္စရပ်တွေနဲ့ပတ်သက်ရတဲ့။အဲ့ဒါအရန်အရန်ကန်ဆိုးရင်ထောင်မှာကြတဲ့တယ်နော်။ကန်မဆိုးရင်တော့အဲ့လိုအဲ့လိုမျိုးပတ်သက်ရတတ်တယ်။နောက်ပြီးတော့ ဘာပဲဖြစ်လာဖြစ်လာဘလို့ခက်ခဲပဲကြုံရကြုံရမိမိမှာရှိနေတဲ့မိမိရဲ့အထက်အရာရှိတွေအထက်လူကြီးတွေအထက်အကြီးအကဲတွေဒါမှမဟုတ်မိတဲ့အသက်ကြီးတဲ့သူတွေရှိရနေပြီးတော့အကူအညီယူတာမျိုးအထောက်ပံ့ယူတာမျိုးသူတို့ရဲ့ရှိရနေပြီးတော့မှကံကောင်းသူတို့ရှိရအကြဉာဏ်ကောင်းနေယူတာမျိုးနဲ့မိမိရဲ့လုပ်ငန်းတွေကိုမိရဲ့လုပ်ငန်းတွေမိမိရဲ့ကိစ္စရပ်တွေမိမိရဲ့ခက်ခဲတွေကိုဖြေရှင်းလို့ရပါတယ်။နောက်အခြေရေမြေတားကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုဒီကာလမှာကန်စာတာကလုံးဝလုံးဝတာတာရရှိတဲ့ကန်စာတော့ပြောလို့ရတယ် ဟိုငရေသူများပို့တော့ထင်ထင်ပေါ်ပေါ်မြစ်တာကြီးတက်ဆိုင်ပေါ့ပုံရှိုးကွက်ရှိုးအုံပုံးအချစ်လေးလေးဒီကာလမှာပုံကြုံရတတ်တယ်။နောက်အိမ်တောင်တဲ့အိမ်တောင်ရှင်နေနေနဲ့ဆိုရင်တော့ဒီကာလမှာပေါ့ဒီမိမိရဲ့ဒီချစ်သူရေးသားတွေကဒီကာဒီလာပိုင်းမှာအဲ့လိုကလေးရန်ဆန်လာပြီးတော့မိမိကိုပို့ချစ်လာတာမျိုးမိမိကိုပို့ချစ်စင်တဲ့ဘုံညာမျိုးလောက်ပြတာမျိုးဖြစ်တတ်တယ်။အဲ့တော့ဒီကာလမှာလောကလောကအစီအပြေလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်။ဟိုနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ဒီဝန်ထမ်းဖြစ်မယ်ဆိုရင်တော့ယာတို့တက်တာမျိုးနော်။ယာတို့တက်တာမျိုးနောက်ဒီ ဟိုလာစာတိုးတာမျိုးလာစာတက်တာမျိုးဖြစ်တတ်တယ်အဆင့်တန်းမြင့်မြင့်လေးပို့ပြီးဖြစ်သွားတာမျိုးတွေ့ရတာပေါ့နော်ကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေဆိုဒီကာလမှာလုံးချာရှိရဖို့အများကြီးလုပ်ပါတွေးချာရှိရအောင်တွေးပါအဲတခုတော့ရှိရမိမိကိုမိမိအရင်ကန်ဆုံးနေလို့ယူဆနေရဆိုတော့ဒီကာလမှာဟိုရှုပ်အရန်ပေါ့နော်ဒီပြက်နာတက်လွယ်နိုင်နေပြက်နာဖြစ်လွယ်တက်တဲ့အချို့အရာတွေကိုလုံးဝလုံးဝရှောင်ကျင်ပြီးတော့ဟိုတက်နာမဖြစ်အောင် နေတတ်ဖို့ပဲပြောချင်တယ် တော့ဒီလမှာဘာပဲလို့လို့ဘာပဲခိုင်းကောင်းခေါင်းလေးနဲ့စဉ်းစားခေါင်းလေးနဲ့စဉ်းစားခေါင်းလေးနဲ့စဉ်းစားကိုယ်ခေါင်းနဲ့စဉ်းစားလို့မရရင်ပြီးပံဝဲချင်မှာရှိတဲ့အသက်ကြီးတဲ့သူတွေရှိရနေပြီသူတို့ရဲ့အခွင့်အရေးယူသူတို့ရဲ့စဉ်းစားမှုကိုတွေးเนาะအဲ့ဒါလေးနဲ့ပတ်သက်ပြီးပြောခြင်းတယ်အဲ့တော့နောက်ပြီးတော့ဒီကာလမှာပေါ့နော်ကျမ်းပိုင်နဲ့ပတ်သက်ပြီးပြောလို့တာကကြတော့ဒီကဒီလာပိုင်းမှာနာနာနေနေပုံနေတင်ပါတယ်ဘာကြောင့်လဲဆိုတော့နာနာနေနေမနေဘူးဆိုရင် ဒီကာလမှာတော့အရန်ကြီးပေါ့နော်စေုံစင်ကန်သွားတာမျိုးမဟုတ်ဘူး။ဘာလဲဆိုတော့အဲ့လိုခေါင်းကြိုက်တာမျိုးဖျားတာမျိုးအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်။အာတန်ဟာစစ်တောက်လိုက်ရင်ပြီးသွားမှာပဲဆိုကျွန်တော်မျိုးလေးကပြီးသွားတာမျိုးဖြစ်တတ်တယ်။အဲ့တော့ဒီကာလကိုအကြောင်းပြုပြီးတော့မှအရန်ကျမ်းမာကြီးဆိုးွားတယ်ဆိုတဲ့အခြေအနေမျိုးတစ်ခုထိကိုရောက်သွားတတ်တယ်။ရောက်ရှိသွားတတ်ပါတယ်။အဲ့ကြောင့်မလို့တက်တိုင်းကြလောက်တော့စုပ်ပြတ်ပါ။အဲ့တော့ဒီလမှာအရေးကြီးဆုံးပြောချင်တာကြတော့မိဒီလမှာမင်းဘာလုပ်ချက်လဲ။ဘာဖြစ်ချက်လဲ။လောက်ကြချက်လဲ။ နော်တခုတော့ရှိရယ်ဝင်နောက်ကိုမနိုင်နဲ့အောင်မြင်မှုနောက်ကိုလိုက်မလားလိုက်လို့ရပါတယ်အဲ့တော့စနေသားသမီးများအတွက်ဒီလစာကံကောင်းစီတဲ့ရည်ရည်လေးတွေကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဟိုကျွန်တော်တို့ဒီဘလော့ကာလဲဆိုတော့ညတော်ပြားချင်းကိုတော့ကျွန်တော်ဒီစီရီလေးမှာတွားပြီးတော့အမဆဲလေးလေးတွေနောက်ပြီးတော့ခေါင်းတောင်းလေးတွေလှူပန်းပေးတာမျိုးလုပ်ပေးပါနော်ပြီးပြီးတဲ့ခါကျတော့ကျွန်တော်တို့ဒီဟိုအတန်လှူတာမျိုးတွေလုပ်ပေးပါ နော်အတန်နဲ့ပတ်သက်တာမျိုးလှူပေးပါအတန်မစဲရွတ်တဲ့ဟာမျိုးတွေကိုလည်းပတ်စံလှူတာမျိုးတွေလုပ်ပေးပါအားလုံးအဆင်ပြေပါစေအားလုံး okay ပါစေအားလုံးရလက်ကောင်းနေရရှိပါစေကျွန်တော်နေနဲ့ဆုတောင်းပေးလိုက်ရပါတယ်